မင်္ဂလာပါ English with Niji ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူရဲ့ခန္ဓာကိုယ်လှရှားမှုနဲ့သက်ဆိုင်တဲ့စကားစုလေးတွေစကားလုံးလေးတွေကိုလေ့လာကြပါမယ် run off ထွက်ပြေးသွားတယ် when the alarm sounded the thief ran off အချက်ပြီးတယ်မိတဲ့အခါမှာတကူးကထွက်ပြေးသွားတယ်ဒီမှာ when ပတ်တန်နဲ့ရေးထားတာဖြစ်တဲ့အတွက် buff 2ကိုတုံထားတယ်ပေါ့နော် sounded ဆိုတာကလည်း buff 2ဖြစ်တယ်လို့ RAN run ကလည်းပတ်တူဖြစ်ပါတယ်။ Fight off ရုံးကန်ပြီးတွန်းလှန်နေ She managed to fight off her attacker and escape. သူမက သူမကို တိုက်ခိုက်တဲ့သူကို ရုံးကန်တွန်းလှန်ပြီးထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်။အဲ့တော့ဒါမင်းကလေးပေါ့နော်မင်းကလေးကိုလာပြီးတော့တိုက်ခိုက်တယ်။အဲ့မှာအဲ့ဒီကမလေးကပြန်ပြီးတော့တွန်းလှန်တိုက်ခိုက်ပြီးတော့မှလွတ်သွားတယ်ပေါ့နော်။ smash up ရိုက်ချိုးပစ်တယ်။ The police said the rioter had smashed up the shop windows. စာနာပြတဲ့သူတွေကစိုင်းပီးတဲ့မောက်တွေကိုရိုက်ချိုးဖျက်ဆီးပစ်တယ်လို့ရဲကပြောတယ်။အဲလိုဒီနေရာမှာ smash up ရိုက်ချိုးဖျက်ဆီးပစ်တာပေါ့နော်။ပြီးတော့ဒီ rioter ဆိုတဲ့စာနာပြတဲ့သူဆိုတဲ့စကားလုံးလေးကိုမှတ်ထားလို့လည်းရပါတယ်။ push over တွန်းလဲလိုက်တာ A gust of wind nearly pushed the old lady over. လေပြင်းတိုက်ခတ်မှုကြောင့်အဖွားအိုတယောက်လဲကျလူနေပါဖြစ်သွားတယ်။အဲ့တော့ဒီစာကြောင်းမှာ the old lady ဆိုတဲ့စကားလုံးလေးကို push over ကြားထဲမှာထည့်ထားရပေါ့နော်။အဲ့တော့အာဒီ a gust of wind ဖြစ်တဲ့လေပြင်းကအဖွားအိုကိုတိုက်လဲစီတယ်လဲစီတယ်ဆိုတဲ့အတိတ်ဝင်လေးကိုပြောချင်တာဖြစ်ပါတယ်။ come at ပြန်ပြုတ်ဖို့ချင်းကပ်လာတယ်။ The angry dog suddenly came at the mail carrier. ဒေါသထွက်နေတဲ့ခွေးကစာပို့သမားကိုရုတ်တရက်တိုက်ခိုက်ဖို့ချင်းကပ်လာတယ်။ပြန်ပြုတ်ဖို့ပေါ့နော်။အဲ့တော့ဒီနေရာမှာရုတ်တရက်ပေါ်ထွက်လာတာရုတ်တရက်ပေါ်ထွက်လာတာဆိုရင်သူ့ရဲ့အရွယ်ချက်ကရံပြုတ်ဖို့ဆိုလို့ရှိရင်ဒီစကလုံးလေးပေါ့နော် come out ဆိုတာလေးကိုသုံးနိုင်ပါတယ်။ set on တိုက်ခိုက်ဖို့အတွက်တွန်းအားပေးခိုင်းစေတယ်။ The farmer threatened to set his guard dogs on the trespasser. လေသမားကသူ့ရဲ့လေတဲ့ကိုကျူးကျော်ဝင်ရောက်တဲ့သူတွေကို သူ့ရဲ့အဆောင်ခွေးတွေနဲ့တိုက်ခိုက်ခိုင်းမယ်လို့ချိန်ချောက်ခဲ့တယ်။အဲ့တော့ပြောချင်တာကခွေးနဲ့တိုက်တာပေါ့နော်။ဟို ရှူတိုက်တာမျိုးဆိုလို့ရှိရင်ဒါနားလည်းမယ်လို့ထင်ပါတယ်။အဲ့တော့ဒီစကလုံးလေးကိုသုံးနိုင်ပါတယ်ရှင်။ Not out ထိုးကျိတ်တဲ့အတွက်ကြောင့်သတိလစ်သွားစေတာ The boxer landed the punch that knocked his opponent out in the first round လဝိသမားကပထမအချီမာတင်းကို ပြိုင်ဘက်ကိုလက်သီးနဲ့ထိုးပြီးတော့သတိလစ်သွားစေခဲ့တယ်အဲ့တော့ဒီနေရာမှာအာ his opponent သူရဲ့ပြိုင်ဘက်ပေါ့နော် သူရဲ့ပြိုင်ဘက်ဆိုတဲ့ subject လေးကို not out ဆိုတဲ့စကားလုံးနှလုံးကြောက်ကိုထည့်ထားတယ်ဆိုလိုချင်တာကသူရဲ့ပြိုင်ဘက်ကို သတိလက်အောင်ထိုးနိုင်ခဲ့တယ်လို့ပြောရှင်းတာပါ push around နိုင်ထက်စီနေလောက်တဲ့အနိုင်ချင်းနဲ့ the older students used to push around the younger ones ကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုနိုင်ထက်စီနေလောက်လေးရှိတယ်အနိုင်ချင်းနေရှိတယ်ပေါ့နော်ဒီနေရာမှာ the older students the younger ones လို့သုံးထားတယ်အဲ့တော့ one ဆိုတာက students ကိုပြောရှင်းတာပေါ့နော် ီတော့ used to ဆိုတဲ့စကားလုံးလေးသူကလုံးလေးရှိတာပေါ့နော်လုံးလေးရှိတာဆိုရင်နောက်မှာ push around နိုင်ထက်စီနေလောက်တာကိုထည့်ထားတဲ့အတွက်နိုင်ထက်စီနေလုံးလေးရှိတယ်လို့ဆိုလိုချင်တာဖြစ်ပါတယ် best up ပြင်းထန်တဲ့ရင်ဖြစ်မှု their argument ended in a nasty bust up သူတို့ရဲ့အငင်းပွားမှုကမနှိမ့်မြှုပ်စရာရင်ဖြစ်မှုကြီးနဲ့အဆုံးသတ်သွားတယ်အဲ့တော့ဒီနေရာမှာက ဒီစကားများကြတာပေါ့နော်ဆဆချင်းမှာစကားများကြတယ်နည်းနည်းအတီးမွားလေးတွေကဆက်ပြီးတော့မှသစကားများကြတယ်အဲအနေနဲ့ဆင်သူတို့အစ်စ်နေတက်ပြီးတော့လုံးဝဒေါသတွေထွက်လာပြီးတော့ခိုင်ရင်ဖြစ်တဲ့အထိတယောက်ကိုတယောက်ထိခိုက်စေတဲ့အထိဖြစ်လာကြတာကိုပြောရှင်းတာပေါ့နော်အဲ့ဒါက burst up round on ဒေါသတကြီးလှည့်ပြောတယ် one questioned he suddenly rounded on his colleague မင်းမြန်ခံရတဲ့အခါမှာသူကသူ့ရဲ့လူဖို့ကင်ဘက်ကိုရုတ်တရက်ဒေါသတကြီးလှည့်ပြောတယ်။အဲ့တော့ဒီနေရာမှာ suddenly ဆိုတာရုတ်တရက်ပေါ့နော် rounded on လှည့်ပြောတယ်။ his colleague သူ့ရဲ့လူဖို့ကင်ဘက်ကိုဒီစကလုံးလေးကလည်းဒေါသထွက်တာနဲ့သက်ဆိုင်နေပေါ့နော် fly at ရုတ်တရက်ဒေါသတကြီးဖြစ်တယ်ပြောဆိုတယ်။ဒါကဘလို့ဆိုလို့ကျင်တာလဲဆိုရင်အစားတော့ပြပြလေးလေးပဲနားလည်ပေးတယ်။ဒါမဲ့ ိုဗီဇာတစ်ခုခုရုတ်တရက်ပေါ်လာတဲ့အခါမှာကျတော့အဲ့ဟာကိုပြန်ပြောတာပေါ့နော်ဒေါသထွက်တာ My manager suddenly flew at me for being late ကျွန်တော်ရဲ့ manager ကကျွန်တော်နောက်ကျတဲ့အတွက်ရုတ်တရက်ဒေါသတကြီးဖြစ်တယ်ပြောဆိုတယ်ဒါကလည်းပဲဒေါသထွက်တာပဲပေါ့နော် flare up ဒေါသထွက်တယ် we were worried he might flare up when he heard the bad news တရင်ဆိုကြတဲ့အခါ သူဒေါသထွက်လာမှာကို ကျွန်တော်တို့စိုးရင်ခဲ့ကြတယ်ဒါကတော့တခုခုကြောင်းမလို့အကြောင်းရင်းရှိတဲ့အတွက်ကြောင်းမလို့ဒေါသထွက်လာမှာကို ပြောရှင်းတာပေါ့နော်ဒီဗီဒီယိုလေးမှာတော့လူတွေရဲ့လှုပ်ရှားမှုတွေစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုလေ့လာခဲ့ကြတာပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးပါရှင်